တယ်ဗျာလက်နဲ့ရတယ်ဗျာတို့လူတွေလွတ်ပေးလိုက်တယ်ဗျာအဓိကပြန်ရတယ်ပြန်ပေးလိုက်တယ်ဗျာဘာဖြစ်လဲအနောက်တစ်ခါအေဒီမျိုးကိုတို့ထပ်လိုက်နောက်တစ်ခါတက်စီနှစ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဖြစ်ပေါ်များလာတော့စစ်ရေးသတင်းတွေပဲဖြစ်ပေါ်များပါပါနော်စစ်ရေးသတင်းဖြစ်ပေါ်များမယ်အာဆီယံသတင်းလည်းဖြစ်နိုင်တာပေါ့နော်အာဆီယံကတော့ဒီရွေးကောက်ပွဲကိုအဓိပ္ပာယ်မရှိဘူးပဋိပက္ခဖြည့်ရှင်းရမရဘူးဆိုအာဆီယံနိုင်ငံရောက်ရှိတဲ့မလေးရှားနိုင်ငံသားဝန်ကြီးကထုတ်ပြောနေလို့ပြောတယ် ဟိုရေကောက်ပွဲအဖြေမဟုတ်ဘူးပေါ့နော်ရေကောက်ပွဲလည်းသူတို့အားပေးမှာမဟုတ်ဘူးပေါ့နော်ဒါအဲ့တော့အာဆီယံကတော့အဲ့လိုပြောနေတာပေါ့ဒါကတော့တရင်ကောင်းလို့လည်းမဟုတ်ပါဘူးကဘာကူလာသမကကအဖြည်းဖြည်းနဲ့ဆိုးလာတာပေါ့နော်အရင်တုန်းကတော့ ဟိုစေဝါကူညီတာတွေဘာညာပေါ့ဒါတွေကတော့ကောင်းပါတယ်အဲဒါမဲ့ဒီလိုအင်အားကြီးပါဝါကြီးတွေရဲ့အင်အားပြိုင်ဆိုင်မှုတော့ကမ္ဘာကူသမဂါဘာမှလုပ်ပြီးလို့မှမရတာဥမာအမေရိကန်ဝင်ပါရင်ကုလသမဂ္ဂလက်ရှောင်တယ်ပေါ့ဘာတော့သူကအင်အားကြီးအခုရုရှားဝင်တိုက်တော့လေကုလသမဂ္ဂဒါမျိုးပေါ့နော်အဲ့တော့ဒီဟိုပြောချင်တာက ဟိုအာဆီယံရဲ့အတန်ကတော့ကုလသမဂ္ဂမှာလည်းတက်ရောက်တယ်လေအဲ့တော့အာဆီယံက no ဆိုရင်ကျန်တဲ့လူတွေကလည်းတန်ရေးတမန်ကြီးရ no လို့ပြောမှာပေါ့အဲ့တော့အာဆီယံကသူ့ကိုအတိမတ်မပြုဘူးရွေးကောက်ပွဲကိုလည်းလက်မခံဘူးတခြားနည်းနဲ့ဖြည့်ရှင်းရမယ်လို့ပြောနေတာကဒါမင်းအောင်လိုက်အတွက်ဟိုတန်ရေးတမန်ကြီးနီလန်ရအကြက်ရိုက်စေတာပေါ့ ဟိုသူတို့ကလည်းလူဆိုးနဲ့ပေါင်းပြီးတော့ဟိုသူနဲ့ရုရှားနဲ့အပြန်လည်နိုင်ငံတကာတရားရုံးတွေမှာတရားဆွဲတာကာကွယ်ရေးဘာညာပြောချင်တာရုရှားကဟိုလူမိုက်အဖွဲ့ကဟိုလူမိုက်ရှာနေတာပေါ့အဲ့ဒါကိုသူသွားပေါင်းတာပေါ့ဗျာအဲ့တော့အဲ့တော့ကျွန်တော်တို့ကတော့ပြောပုံဆိုဖို့အညာကတော့ကိုကိုလုတ်ပဲကိုတိုက်ရမှာပါဒါပေမဲ့ကျွန်တော်တို့ကလည်းခက်နေတာက ဟိုတိုက်မယ်ဆိုရင်လည်းအားလုံးတည်တဲ့အတိုင်းပဲเนาะကိုကဟိုလက်နက်ကြီးမရနိုင်ဘူးပေါ့ဗျာကျွန်တော်တို့ကယူကရိန်းဖြစ်တယ်လို့ဖြစ်နေပြီယူကရိန်းလည်းအဲ့ဒီပြဿနာပဲဟိုဘက်ကဟိုဆိုရင်ဒုံးကျည်နဲ့ရဲရဲစက်စက်အခုမနေညလားမသိပြက်တာပြီးတော့သမ္မတဒေါ်နထွန်းအောင်ပြီးတော့သမ္မတဒေါ်နထွန်းကစိတ်ဆိုးမှန်ဆိုနဲ့ပူတင်ပါတီလုံနေလည်းမသိဘူးသူလည်းပူတင်ကိုတန်ခတ်မှဖြစ်တော့မယ်ပေါ့အဲ့တော့ယူကရိန်းသမ္မတကိုနှစ်ဖက်လုံးကသူကယူကရိန်းသမ္မတကလည်းအပြောသူပြောတိုင်းတကူမှမဖြစ်ဘူးဆိုတော့ သူကတော့စိတ်ပြေစိတ်ပြက်လက်ပြက်နေတော့သမရဒေါနန်ထွန်းလည်းပြောနေပြီပေါ့နော်ဟိုငင်းချမ်းရေးတာခေါ်တယ်ပြောနေတာဟိုတကယ်တမ်းကျတော့ပူတင်ကဘုံဆက်ကျဲနေစေပဲပေါ့နော်အဲ့တော့ဟိုပူတင်ရဲ့သဘောထားအမှန်ကိုသမရထွန်းကလက်ခံလာတဲ့သဘောမျိုးတော့ရှိတယ်ပေါ့အဓိကကတော့ဗျာဟိုကိုလို့ပဲကိုလို့ဝါမှာပါ ဂိုဒွန်ဂိုဒင်တုံးကခုနေ့ကကျွန်တော်ပြောပြီးလေဂိုဒင်တုံးကတော့သူဒီစတာဝါလို့ပေါ့ဂျူဒူဘာမှာဖြစ်နေတဲ့ဟာတွေကိုဟိုပြစ်ချတဲ့ဟာပေါ့ဗျာဂျူဒူဘာမှာဂျူဒူဂျူဒူချင်းချကြမှာပေါ့ဗျာဟိုဒီမြေကဘာတဲကိုမဝင်လာခင်အပေါ်မှာကိုဆော်ကြမှာပေါ့အဲ့ဒီကိစ္စပါပဲအဲ့တော့သူကကဘာကြီးကိုရှီးလုံးမယ်ပေါ့နော်ဟိုဘယ်နိုင်ငံဘယ်ဂျူဒူလမ်းကြောင်းပါပဲဖြစ်ဖြစ်ဟိုတရုတ်ကဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်အမေရိကန်တိတ်တန်နေအဲ့ဂျူဒူဘာကိုပြစ်ချမှာပေါ့ ဘာပတ်လမ်းကြောင်းမှာပစ်ချမှာအဲ့ဒီဥစ္စာပေါ့အဲဟုတ်ကဲ့ပါ good တရင်ကောင်းတစ်ခုရှိတယ်ကျွန်တော်လည်းမသိပါကျွန်တော်မသိပါဘူးဟိုအဓိကကကျွန်တော်ကဒီမြေပြင်အဆက်ဒီနဲ့အဆက်သွယ်တရိုက်မရှိဘူးလေမရှိတော့မသိဘူးပေါ့ကျွန်တော်ကအဲ့တော့တို့ဒီတရိုက်အဆက်သွယ်ရှိတဲ့လူကတော့သိကြမှာပေါ့ကျွန်တော်ကဘယ်သူနဲ့မှအဆက်သွယ်မရှိပါဘူး ဲ့တော့သူတို့စီကသတင်းထွက်လာရင်တော့သိမှာပေါ့အဲ့တော့ပရင်းကောင်းဆို ကျွန်တော်လည်းသိချင်တာပဲကျွန်တော်တို့ဘက်ကပြက်ပြက်သားသားအဲကျွန်တော်သိသလားကျွန်တော်တို့ MOD ပေါ့နော် MOD ကအဲ သူတို့သိလို့ဖြစ်မှာပေါ့ကျွန်တော်မသိဘူးသူတို့နေလဲကျွန်တော်နေလဲအဆက်အသွယ်မရှိဘူးကျွန်တော်ကဘသူနဲ့မှမပတ်သက်ဘူးကျွန်တော်ကျွန်တော်တယောက်တည်းရှိတာပြဿနာကိုယ်အလုံးနဲ့ကိုယ်အိမ်နဲ့ကိုယ်အိတ်တာနဲ့စားတာနဲ့ကိုအချိန်ရလူနေရတာမသိပါဘူးဖေးဆိုမှလဲဆက်သွယ်မရှိပါဘူးမသိပါဘူးတကယ်မသိတာပါကျွန်တော်တော့ကောင်းတယ်လူပဲယူစားတယ်ပေါ့နော်သူတို့ပြောရင်ဟုတ်မှာပေါ့ပြောချင်တာက စည်ရည်တည်င်းဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းတွေကအချိန်တိုင်းကြီးညာမှာပါဒါရီကတည်င်းဦးတည်င်းပြသိစရာလည်းမလိုပါဘူးအချိန်တိုင်းကုန်သိရမှာပါအဲ့တော့ဟိုပြောချင်တာကပါတီလိုပဲမျိုးများသိမ့်လိုက်ပြီလည်းမသိဘူးပါတီလိုဆိုလည်းပါတီလိုပဲအကြီးညာမှာပါဘောနော် ။ငါမလို့ပမောလည်းဖြစ်နိုင်တာပေါ့နော်။ပမောသိမ့်လိုက်ပြီလားမပြောတတ်ဘူး။ဒါလည်းဖြစ်နိုင်တာပဲ။အင်းဘူကြီးထမြတ်တို့ကလည်းသိရင်ကြီးညာမှာပါ။ဘူကြီးထမြတ်တို့လည်းဒါသတင်းတွေရှိတယ်ပေါ့နော်။ကိုစိန်သီးတို့လည်းဒါသတင်းတွေသူတို့သိကြတာပေါ့။ဟိုပမောလည်းဖြစ်နိုင်တယ်။ကြောက်ဖြူလည်းဖြစ်နိုင်တယ်ပေါ့နော်ကချင်ဟိုရခိုင်လည်းဖြစ်နိုင်တာပေါ့နောက်တစ်ခုကဒီ ီခုနေကိုလေးအဲဟိုဟိုကျွန်တော်ထင်တယ်ပင်လောင်းတဝိုက်ရဟာလည်းဖြစ်နိုင်တယ်ငက်ကင်မဟုတ်လောက်ဘူးပင်လောင်းတဝိုက်ဟာလည်းပြောတာဖြစ်နိုင်တယ်ပင်လောင်းပင်လောင်းတဝိုက်ကနေပြည်တော်နဲ့လက်တကန်းရောက်နေပြီလေအဲ့တော့ပင်လောင်းမှာလည်းတိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်လို့ပြောတယ်အဲ့တော့ပင်လောင်းတဝိုက်လည်းဖြစ်နိုင်တယ်နော်ကျွန်တော်တို့မြေကြံခရိုင်မှာ လုပ်နေတဲ့စစ်စင်ကြီးကတော့ အဲ့မှာအဲ့မှာအောင်မြင်မှုရတာလည်းဖြစ်နိုင်တာပေါ့ဗျာเนาะသူတို့ဒီဟိုပူစောဒီစစ်ကြောင်းတွေယာနဲ့ချီပြီးတော့ကိုနေနေလိုက်နိုင်တာလက်နဲ့တည်းရတာပေါ့ကျွန်တော်မနေ့ကပြောဟိုနေ့ကထောက်ပြသလိုပေါ့ဟိုကျွန်တော်တို့ပွဲတစ်ပွဲလုပ်ရင်တော့ဒီလက်နဲ့တရားရဖို့မလွယ်ဘူးဗျာเนาะဝယ်ပေးဖို့အဲ့တော့သူတို့သူတို့တက်စကန်ရှိသည်မြအခုကဘလူလဲဆိုတော့တခါတလေကြာရင်ကိုကန့်လို့လောက်တာလဲမိုက်တော့မိုက်တယ်သိလားဒါကတော့အလဘတာလာပါပေါ့เนาะ ဝင်စည်းတယ်ဗျာလက်နဲ့ရတာဗျာသူတို့လူတွေလွတ်ပေးလိုက်ဗျာအဓိကပြန်ရတယ်ပြန်ပေးလိုက်တယ်ဗျာဘာဖြစ်လဲအနောက်တစ်ခါအဲ့ဒီမျိုးကိုသူတို့ထပ်လိုက်နောက်တစ်ခါတက်စီနှစ်ခါရမှာပေါ့ဗျာဥမာလာရှိုးပေါ့ဦးလာရှိုးကိုကိုဝင်စည်းလိုက်တယ်လက်နဲ့တွေအများကြီးရတယ်ဟုတ်တော့မလားအနောက်တစ်ခါထပ်လိုက်ရင်ကိုကကိုပြန်ပေးလိုက်တယ်ပြီးတော့နောက်တစ်ခါဝင်စည်းရင်အေးလာရှိုးမအူလာမယ်စစ်သားတထောင်ကျော်နှစ်ထောင်ရဲ့လက်နဲ့တွေထပ်ရမယ်ဗျာအဲ့တော့အဲ့ဒီလုံနီလုံဟန်ကတော့မိုက်မိုက်တယ်ဗျာသိလားဥမာရဲစခန်းကိုဝင်စည်းမယ်ဗျာလက်နဲ့ဆယ်လဲရမယ် ပြီးကိုကပြန်ဆုတ်လာလိုက်အဲ့တော့သူတို့ကကိုပြန်ဆုတ်တဲ့ရဲစခန်းကိုနောက်နောက်လူထက်လာမယ်အဲ့အဲ့ဒီကောင်ထက်ပြန်ဝင်စီအဲ့ဒါနဲ့ပဲသူတို့ကကိုကိုလာပြီးလက်နဲ့ထောက်ပံ့ရေးလမ်းကြောင်းလုပ်ပေးသူလူမျိုးလုပ်ရင်ကိုကအဲ့ရတယ်လက်နဲ့တည်းရပြီးစူဆောင်းလို့ရတာပေါ့ဗျာအဲ့တော့ပြောချင်တာကဟိုသူတို့ဒီစစ်ကြောင်းထိုးလာတဲ့ရွာတွေမှာသူတို့ရှိမယ်ပေါ့နော်သူတို့ရွာတွေမှာရှိမယ်ဘုံကြီးသူတို့စခန်းချမယ်နေရလက်နဲ့ကြီးတွေပါလာနိုင်တယ်ပေါ့ဒီပခုံးထန်းလောင်ချတွေပါတယ်အဲ့တော့အဲ့အဲ့ဒါမျိုးတွေဝင်စီးပေါ့ဗျာ နော်သူကစစ်တိုက်တာဆိုတော့အသေးကြီးတော့ရှိမှာပေါ့လေအဲ့တော့အဲ့တော့ဟိုပြောချင်တာကလက်နဲ့လက်နဲ့ကသူတို့စီကလာတာပေါ့ကျွန်တော်တို့ကဟိုမုစုမက်စုစုပါတယ်အဲပြီးတော့နမဘီအလေပိုင်းရဖို့အတွက်ပတ်စံနဲ့ဝယ်ရင်တော့အစင်းစင်းလမ်းမှာသေရတယ်အဲ့မှာ ဟိုညိုရီးယားနယ်စပ်မှာဖမ်းခံရတာတို့တရုတ်နယ်စပ်မှာဖမ်းခံရတာတို့လမ်းလမ်းမမှာဖမ်းတာတို့အဲ့ဒါဒီနေပဲဆုံးရှုံးသွားတယ်မျိုးဟိုဘာကကြတော့လက်နဲ့ပါရောင်းနေပြီလေသူတို့ရှိတဲ့နေရာမှာလက်နဲ့ရှိတယ်လေအဲ့ဒါမျိုးတွေပေါ့အော်အဲ့ဒါမျိုးလည်းမဆိုးဘူးပြောရမယ်ဟိုကျွန်တော်တို့ MMOD ကမြို့သိမ်းတိုက်ပွဲတဲ့ဆိုင်သူတို့အဲ့ဒီလက်နဲ့များများရှိတဲ့နေရာတွေကိုစစ်စင်ကြီးတစ်ခုလုပ်ပြီးတော့ဝန်းတိုင်းဝန်းတိုင်းဝင်ကျဲပေါ့ဗျာပြီးတာနဲ့သူတို့ထွက်ပြေးသွားပြီးလက်နဲ့တွေအကုန်ရအောင်ယူပြီးပြန်ဆုတ်ပြီးတော့ဟို လက်နဲ့စုဆောင်ရေးပေါ့ရှာဖွေရေးလောက်တာလဲဒါလည်းမစိုးလောက်ဘူးကြာအဲ့တော့သူတို့ကတော့လက်နဲ့ပေါ်တာနော်သူတို့ကလက်နဲ့ပေါ်တယ်နောက်ပြီးတော့သူတို့ကြတော့လေနေရာတကာကိုသဲပို့လို့ရနေတာသူတို့ကအဲ့ဒီအာသာချက်ရှိနေတာပေါ့နော်အဲ့တော့ဒါလည်း viewer တစ်ခုအနေနဲ့ဒါမျိုးသတင်းလေးဖြစ်နိုင်ပါတယ်အဲ့တော့ အဲ့ဒီလူတော့တခါတည်းကျွန်တော်ကဘလောက်လုပ်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့အော်စစ်မတိုက်ကြပါလူသူမျက်နှာကိုကြည့်ပါဆိုတော့ကိုယ့်ရဲ့ဒီလူကျုပ်ပိုင်ရှင်ကြီးကိုသွားပြောလို့ကျွန်တော်တို့လာမပြောနဲ့သူသူအဲ့တော့အဲ့တော့သူတို့သွားပြောပါကျွန်တော်တို့လာမပြောနဲ့လीနော် ကျွန်တော်တို့ကတော့သူတို့မစင်မချင်းတနက်ကြိုင်ထားခြင်းလူပါဝါနေခြင်းသူတို့တိုက်ရမှာပဲဒါကတော့အရှင်းပဲဘာမှလာမရှုံးနဲ့စင်ပတိုက်စီခြင်းကိုယ့်ရဲ့အဲ့ဒီဘူကျုပ်တွေကိုသွားပြီးတော့လက်နဲ့ချအဖမ်းခံမှာလို့သူပြောလိုက်အဲ့ဒါဆိုရင်ဘယ်သူမှမတိုက်ဘူးသူတို့တိုက်လို့ဟိုကတိုက်နေရတာသူတို့လူပါဝါလို့ပြန်ဘူပါဝါနာအာဆီယံစကားနဲ့ပြောရင်နိုင်ငံတော်အာဏာကိုပြန်ပေးအဲ့ဒါဆိုရင်ဘယ်သူမှဘာမှမလုပ်ဘူးစစ်သားအဖမ်းခံလူသက်မှုတွေလုပ်ထားတာအဖမ်းခံ ဲ့ဒါမဟုတ်တိုက်ပါပဲအဲ့တော့ဟိုဘယ်လိုပြောမလဲဒီတနိုင်ငံလုံးကလူဆိုးတွေမာဖီးယားဂိုင်းတွေကိုတနက်တနက်ကင်ထားတဲ့အားလုံးကိုချက်ချင်းတနက်ပြန်သိမ်းအဲ့တော့ဟိုကိုလူကူတပြောပေါ့နော်အမေရိကန်လက်နဲ့ထောက်မထောက်ပံ့ပါဘူးအဲ့ဒါမဖြစ်နိုင်တဲ့ကိစ္စပါမဖြစ်ပါဘူးသမနာထွန်းကဘိုးတော်ဆိုသေးတယ်မပြစ်နိုင်ဘူး။သမနာထွန်းလက်ထက်မှာဘိုးတော်မပြစ်နိုင်ဘူးလား။ အမနာထရန့်ကသူ့ကြောင့်ပဲစစ်ပွဲမှမလုပ်မဖြစ်ရဘူးလို့သူကပြောနေတာလေအဲ့တော့ဟိုပြောချင်တာကနိုင်ငံကြိုင်ဝန်ကြီးကအဲနိုင်ငံကြိုင်ဝန်ကြီးကကျွန်တော်တို့မြန်မာပြည်အရေးကိုစိတ်ဝင်စားလို့လို့ပြောတယ်အမေရိကန်အစိုးရအဖွဲ့မှနိုင်ငံကြိုင်ဝန်ကြီးကသဘောထားအာဏာရှိတယ်ပေါ့နော် သူကနိုင်ငံတော်အမျိုးသားလုံခြုံရေးအကြီးအကဲလည်းဖြစ်တယ်နိုင်ငံတိုင်းဝန်ကြီးလည်းဖြစ်တယ်ဆိုတော့သူကခိုးကြောင်ခိုးဝဲနဲ့သူကျွန်တော်တို့စေတနာရှိပြီးတော့လုတ်ပေးတယ်ဘင်္ဂလားဒေ့ရှ်လိုကိစ္စမျိုးလုတ်ပေးတယ်ဆိုရင်တော့ကျွန်တော်တို့ဝမ်းသာမှာပေါ့ဗျာနော်အဲ့တော့မမအကြီးကို သူကအရင်ကအတိုင်းစိတ်ဝင်စားတယ်ဆိုရင်တော့နော်သူတို့ကတရုတ်ကိုလည်းထိန်းချုပ်ခြင်းနဲ့ဆိုတော့ဖြစ်နိုင်တာပေါ့ဒါလေးတော့ကျွန်တော်တို့မှမျှော်လင့်ချက်ရှိတယ် နောက်ဒုတိယသမ္မတကြီးဒီဖန့်ကလည်းအာနာရှိတော်သူတို့နှစ်ယောက်သာဟိုကျွန်တော်တို့အရေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့သူတို့အာဆီယံနိုင်ငံတွေကိုအနောက်ကနေပြီးတော့မူလီကျက်ပေးရင်တော့ဖြစ်လာနိုင်တယ်ပေါ့ အိန္ဒိယကမဟုတ်ပါဘူးဒါကတော့အရင်တည်းကလက်နက်တွေကတော့တကဘာလုံးကပေးနေတာပဲလीအဲ့ဒါတော့ဟိုအိန္ဒိယကပါခြင်းမပါခြင်းဆိုတာကျွန်တော်တို့ကတော့ရှင်းရှင်းပြောရင်ဒါကျွန်တော်တို့ဒီကမူပါကဖကိုအိန္ဒိယစစ်တပ်ကတကယ်လုလိုက်တယ်ဆိုရင်တော့အိန္ဒိယကိုစိတ်ဆိုးတာအမှန်ပဲဒါမတရားလုပ်တာပဲနော်ဒါကတော့အမှန်ပဲအိန္ဒိယစစ်တပ်ကိုစိတ်ဆိုးတာတော့အမှန်ပဲဟို အခါတလေကြရင်ဟိုဘသူကိုယုံရမှန်းမသိဖြစ်တတ်တယ်ပေါ့နော်အခုအမေရိကန်နိုင်ငံမှာဆိုရင်ဟိုအရင်တော့ကကူမူပေါ့ကူမူဆိုတာကြားဘူးမှာအရင်တော့ကဒီသူက CM မှာအာ CM မှာသူကဒီသတင်းကြေညာသူဂျာနယ်လစ်ပေါ့နော်သူရဲ့အကူကနယူးယောက်ပြည်နယ်ရဲ့ဂါဗနာဖြစ်ခဲ့တယ် သူ့အဖေကလည်းနယူးယောက်ပြည်နယ်ရဲ့ဂါဗနာဖြစ်ခဲ့တယ်။အဲ့တော့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေပေါ့နော်။ကူမိုဖမ်လီကဒါဒီမိုကရက်တစ်မှာနာမည်ကြီးပါ။နော်။အဲ့တော့အဲ့တော့အဲ့ဒီမဆာကူမိုကအခုသူ့ကိုသူ့သူ့ကိုကဒီနယူးယောက်ပြည်နယ်မှာပြဿနာတက်ပြီးရာထူးကထွက်ပြေးလိုက်တဲ့ချိန်မှာသူ့ကို CN ကနေအလုပ်ထုတ်လိုက်တယ်ပေါ့။ဒါကြောင့် तू ကကိုပိုင်း तू ကသူသတင်း channel လေးထောင်ထားတယ် တော့မဆာကူမိုကဒီရက်ပိုင်းအတွင်းမှာပြောနေတဲ့ဇာတ်ကူရှိတယ်။လဝဲမီဒီယာပေါ့ပြောချင်တာက CNN တို့ NBC တို့ပေါ့နော် ABC တို့ကဟိုဘက်လိုက်တယ်ပေါ့နော်အဲ့ဒီမီဒီယာတွေတာဝန်ရှိတယ်ပေါ့ဒီဂျိုးဘိုက်ဒန်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပါဇက်ပိတ်နေကြတယ်ပေါ့အဲ့တော့ဂျိုးဘိုက်ဒန်ကလေကားပေါ်ကပြုတ်ကျတာ စကားလုံးနဲ့မှားပြောတာဟိုဟိုတုံ့ဆုပ်တုံ့ဆုပ်နဲ့အိုစာသွားတာအရာအလုံးကို အကုန်လုံးသိနေကြရတဲ့ဒါနဲ့အဲဟိုဟိုဘယ်လိုပြောမလဲဂျိုးဘိုက်ဒန်ရဲ့အမားဆိုရင်မထောက်ဘူးသူတို့ကသမရဒေါ်နန်ထရန့်ရဲ့အမားဆိုရင်ပိုထောက်တယ်အဲ့တော့သူတို့ရဲ့ယူရချက်ကသမရဒေါ်နန်ထရန့်ကိုအမားကိုမင်းများဝိုင်းရှာမယ်သမရဒေါ်နန်ထရန့်မနိုင်ရင်ပြီးရောဆိုတဲ့ယူရချက်နဲ့ကိုလူရဲ့အားနည်းချက်ကို ဖုံးပြပေးခဲ့ကြတယ်တို့ဒီမဟုတ်ရွေးချယ်ခဲ့ကြတယ်ဆိုပြီးတော့ဒီရက်ပိုင်းအတွင်းမှာပြက်ပြက်သားသားသူကပြောဆိုနေတယ်အဲ့တော့သမရတယောက်ကအုတ်ချုပ်နိုင်စွမ်းရှိသေးရဲ့လားသမရတယောက်ဒီစိတ်ပိုင်းဆိုင်ရာမှန်ရဲ့လားအဓိကသမရဒေါ်နန်ထွန်းနဲ့သူနဲ့ပထမ debate ပေါ့ debate ကလည်းဂျွန်လာမှာအစောကြီးလုပ်တယ်ဒီဂျိုးဘိုင်ဒန်တို့ရဲ့ယူရချက်ကအဲ့ဒီချိန်တည်းကသမရဒေါ်နန်ထွန်းကို debate မှာအလဲထိုးလာနိုင်ရင်ပြည်သူကသူ့ဘက်ကမဲပူရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ debate ကို ခရိုင်ကအော်တိုဘာစက်တင်ဘာမှလုပ်တဲ့ debit ကို तू ကဂျွန်လမှာကြိုလုပ်လိုက်ပြီးအဲ့ဒီနေ့မှာ तू ကိုယ်တိုင်ကကျမကြီးအရာအမှားယွင်းနေအကုန်ဖြစ်သွားတဲ့ခါကြောင့်အဲ့တော့အဲ့ဒီခါမှာလဲမီဒီယာတွေကသတိထားမိတယ်အဲ့ဒါကိုဟိုပြက်ပြက်သားသားဟိုမထောက်ပြကြဘူးအဲ့တော့ဟိုလဝဲမီဒီယာတွေလည်းမမှန်ဘူးဆိုပြီးတော့ तू ကပြောဆိုသွားတယ်အဲ့တော့ဟိုပြောချင်တာကဘယ်သူကအမှန်ဘယ်သူကအမှားလဲတော့ နိုင်ငံရေးမှာတော်တော်မေးစရာမိကုန်မယ်အဲ့တော့တမရဂျိုးပိုင်တန်ဟာငကူတွေကစေကုခံနေရတယ်ကင်စာဖြစ်နေတယ်တို့သူစေကုခံနေရတယ်ဆိုရင်ဒါပြည်သူကိုအသိပေးသေးတယ်သူဒီပုံမှန်အုပ်ချုပ်မှုရှိသလားပေါ့နော်ပြီးတော့အခုလိုလုံချင်းချမ်းသာခွင့်ပေးတာလေသူကိုယ်တိုင်တယောက်ချင်းကိုလက်မှတ်ထိုးပြီးပေးတာလားသူယုံဖွဲ့ရလူတွေကပဲဒီအော်တိုပန်ဆိုတဲ့ဟိုအလိုလျောက်ထိုးတဲ့ဘောပင်နဲ့လက်မှတ်တွေထိုးလိုက်တာလားဆိုတာမျိုးတွေမေးစရာတွေအများကြီးရှိလာတယ် ဲ့တော့နှစ်ဖက်ကဟိုဒီမို့ဟိုဒါနိုင်ငံတော်အဆင့်ဒါဖုံးဖက်ဖုံးကွယ်မှုကြီးဆိုပြီးတော့ဝေဖန်တာပေါ့နော်အဲ့တော့တမရဂျိုးဘိုက်ဒန်အနေနဲ့ကလေသူကိုယ်တိုင်ကျမ်းမာရေးမကောင်းတာ သိနေရတာ ਨੇ ဘာကြောင့်တခြားလူကို မရွေးခိုင်းမင်း ਨੇ ဒီသမရလောင်းအဖြစ်ပြန်ရွေးခံဖို့ကမ်ပိန်းလုပ်နေတာလေပေါ့ဟိုပြောချင်တာကဟို သူမသာလင်သမရဒုံနဲ့ထွက်ကိုနိုင်မယ်ဆိုတော့အစွဲကြီးနေပေါ့နော်အခုလှုပ်လိုက်တာမျိုးတွေဟာဒါတွေကမဖြစ်သင့်ဘူးဆိုပြီးတော့သူကတော့ဟိုထောက်ပြပြောဆိုနေတာကိုနားထောင်ရတာပေါ့နော်အမဆက်ကူမူရဲ့ဒီတင်ပြပြောဆိုမှုတွေပေါ့အဲ့တော့ပြောချင်တာကဟိုကျွန်တော်တို့က ဘယ်သူကိုယုံရမလဲဆိုတာအလွန်အမတန်ဘယ်လောက်အမတန်ဘယ်မီဒီယာကိုယုံရမလဲဆိုပါတော့မသိမသိကြဘူးပေါ့အဲ့တော့ UK မှာကကြတော့ UK မီဒီယာတွေမှာတော့အဓိက BBC နဲ့ Sky News တို့က UK နိုင်ငံကြီးလောကမှာဖြစ်လာတော့မယ့်အရာတွေကိုသူတို့ပြောနေတာအလုံးအမှန်တယ်တကယ်ဖြစ်တာပဲသူတို့ကဟိုဘော်ဒီဂျိုစင်လက်ထက်တုန်းကလည်းဒါတွေသူတို့ပြောနေတကယ်ဖြစ်တာပဲအခုလည်း ဒုတိယဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်နဲ့ဒီဒီငွေကြိုင်နဲ့ပေါ့နော်ဒီဝန်ကြီးတို့ရဲ့သုံးပွဲဆိုင်ဇလန်သူတို့ပြောနေပြီဆိုတာတကယ်ဒါတကယ်ဖြစ်နေလို့ပြောနေကြတာပဲပေါ့နော်ဒါပေမဲ့ American media တွေကနော် BBC ကလည်းဒါကျွန်တော်တို့ပုဂ္ဂလိကပိုင်တာနိုင်ငံတော်ပိုင်ဖြစ်တာဖြစ်တဲ့အတွက်ဗက်လိုက်မှုတိတ်မရှိဘူးပေါ့စကိုင်းတို့ဘာတို့က American media တွေက corporation ကြီးတွေကနောက်ွယ်ကထိန်းချုပ်ထားတော့ဒီတထေးကြီးတွေရဲ့သဘောနဲ့အတူ လိုက်ပြောင်းနေတာပေါ့အမအဲ့ဒါမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ဟိုပြည်သူတွေကိုဟိုသူတို့သိစီခြင်းတဲ့တည်င်းလောက်ပဲသူတို့သူတို့ထောက်ခံတဲ့အဖွဲ့ကိုသူတို့ထောက်ခံတဲ့လူဆိုရင် ရှော့ပေါ့ပြောတယ်ပေါ့နော်သူတို့သူတို့တိုက်ခိုက်ခြင်းတဲ့လူဆိုရင်အပြစ်တွေများများရှာပြီးရှာပြောတယ်ပေါ့အဲ့ဒါမျိုးတွေပြောဆိုနေတာပေါ့ ဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကမျှဝေပေးချင်တာပေါ့တော့ကြောင့်ကျွန်တော်တို့ကလည်းသိတယ်မလားအခုဒီတော်လိုင်းစတဲ့ချိန်မှာကျွန်တော်တို့ကကို UNG ဆိုရင်အားနေချက်ကိုကျွန်တော်တို့ကရှော့သွားတာပေါ့နော်ဟိုဘက်ကအားနေချက်ဆိုများများပြောတာပေါ့အဲ့တော့ဘက်လိုက်မှုရှိတာပါပဲကျွန်တော်တို့ကအစဘက်လိုက်တာပါပဲ